VMB ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့နိုဝင်ဘာလ22ရက်နေ့ VMB TV စီစဉ်ကနေကြိုဆိုလိုက်ပါရရှင်။ဒီကနေ့စီစဉ်မှာတော့နော်ဆုံးရပြည်တွင်းသတင်းတွေနိုင်ငံတကာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။အရင်ဆုံးတော့နော်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အစီအစဉ်မှာတော့ကြားဖြတ်ကိစ္စတွေကိုအမြန်ဆုံးကြိမ်တွေဖို့အမေရိကန်အစိုးရကို CRPH တွန်းဆိုတဲ့တင်။ NUG အမြဲတမ်းအတွင်းဝန်တော်ကြီးပြားကို အဂတိလိုက်စားမှုလိုင်လယ်မှုတွေနဲ့ဝန်ထမ်းဟောင်းတွေကအမှုဖွင့်တဲ့တွင်ပို့ကုန်ရငွေတွေမသွင်းတာကြောင့်စစ်တပ်ကလုံငန်းရှင်အချို့ကိုဖမ်းဆီးတယ်ဆိုတဲ့တွင်တက္ကသိုလ်ကျောင်းသားတွေကိုဂျိုတင်မဲ့ပေးဖို့စစ်တပ်ကဖိအားပေးတယ်ဆိုတဲ့တွင်ကပြာစီယာကိုလင်းအင်းဝကုံကြီးကွယ်လူနဲ့တွင်စတဲ့တွင်တွေပါဝင် နောက်ဆုံးရပြည်တွင်တွင်တွေကိုတင်ဆက်ပေးမှာပါပထမဆုံးတွင်တစ်ပုတ်အနေနဲ့ကြားဖြန့်တွေကိုအမြန်ဆုံးကိန့်တွေဖို့အမေရိကန်အစိုးရကို CRPH ကတွန်းဆိုတယ်ဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံမှာရှိတဲ့ကြားဖြန့် online ဝေလံကိန်းလုပ်ငန်းတွေနဲ့ပတ်သက်ပြီးအမေရိကန်အစိုးရအနေနဲ့အ мян ဆုံးကိန်းတွေဖြည့်ရှင်းပေးဖို့ပြည်တော်စုလှုပ်တော်ကိုစားပြုကော်မတီ CRPH ကတိုက်တွန်းလိုက်ပါတယ်။ online ဝေလံကိန်းလုပ်ငန်းတွေနဲ့ပတ်သက်ပြီးလှုပ်တော်ဆင်ရကြားနာပွဲကိုပြီးခဲ့တဲ့ရက်ပိုင်းကပဲအမေရိကန်အချက်လှုပ်တော်နဲ့ all လှုပ်တော်ကကိုစလယ်ရီကျင်းပခဲ့တာကို CRPH ကကြိုဆိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။ CRPH ကနိုဝင်ဘာ21ရက်မှာထုတ်ပြန်လိုက်တာဖြစ်ပြီးအမေရိကန်အစိုးရအနေနဲ့အမြန်ဆုံးအကောင့်ထယ်ဖို့ဖို့နဲ့အမေရိကန်ကွန်ရက်ကနေထိရောက်တဲ့ဆောင်ရွက်ချက်တွေချမှတ်မယ်လို့ CRPH ကအခိုင်အမာယုံကြည်ထားကြောင်းဆိုပါတယ်ကြဖြောင်း online ငွေလိမ်လည်လုပ်ငန်းတွေဟာကပါတဝှမ်းရှိပြည်သူတွေရဲ့လုံခြုံမှုနဲ့အမျိုးသားအကျိုးစီးပွားကိုကြီးကြီးမားမားထိခိုက်စေခဲ့တဲ့အတွက်မြန်မာလူတော်ကိုယ်စားလှယ်ရိပစ်ကနေ အတိပေးတင်ပြမှုတွေပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ပူပေါ်ဆောင်ရွက်ကြဖို့ကိုလည်းနိုင်ငံတကာအသိအဝန်းကိုတိုက်တွန်းတွန်းဆိုထားပါသေးတယ်။ဒါအပြင် CRPH တာဝန်ရှိသူတွေနဲ့အမေရိကန်အထက်လွှတ်တော်အောက်လွှတ်တော်အမတ်တွေတွေ့ဆုံခဲ့ပြီးနောက်ပိုင်းပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့6ရက်နေ့မှာကျင်းပခဲ့တဲ့ကြားနာမှုမှာ CRPH ရဲ့တင်ပြချက်တွေကိုအလေးထားပြောဆိုခဲ့တာအတွင်းလဲဂျေဆုတင်ကျွန် CRPH ကဆိုပါတယ် ဆီယာနာရှင်စနစ်နှင့်စစ်ပိုလ်ချုပ်တွင်နိုင်ငံရေးမှပါဝင်နေတော်ကိုအဆုံးသတ်နိုင်ရေးဝိုင်းဝန်းလက်တွဲဆောင်ရွက်ပေးကြဖို့ကိုလည်းနိုင်ငံတကာအသိအဝန်းကိုပြည်တော်စုလှတ်တော်ကိုစားပြုတ်ကောမဒီ CRPH ကတိတ်တွန်းထားပါသေးတယ်။ဒုတိယသတင်းတပုတ်အနေနဲ့ INUG အမြင်အားတွင်းမူဒေါ်ကြည်ပြာကိုအကတိလိုက်စားမှုလိန်လယ်မှုတွေနဲ့ဝန်ထမ်းဟုံးတွေကအမှုဖွင့်တယ်ဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်တော်စုဝန်ကြီးချုပ်ရုံးအမြင်ရာအတွင်းဝန်တော်ကြီးပြန်နှင့်သူရဲ့ခင်ပွန်းဖြစ်သူဦးညီညီမင်းတို့ဟာလူအခွင့်ရေးချိုးပေါ်မှုအဂတိလိုက်စားမှုအာဏာလွဲသုံးစားပြုမှုမှုနှင့်မလျော်ဩစာသုံးစွဲမှုတွေပြုလုပ်တယ်ဆိုပြီးဝန်ထမ်းဟော၁၂ရက်ကနိုဝင်ဘာ၁၉ရက်နေ့ဆွဲနှင့် NUG တာဝန်ရှိသူတွေစီတင်ကြားခဲ့တယ်လို့ VNB ကသိရပါတယ်တင်ကြားစာကို VNP ကရရှိထားပြီးစာထဲမှာတော့အမြင်ရာအတွင်းဝန်တော်ကြီးပြရဲ့မှတ်မှာမှု အလွဲသုံးစားမှုအထက်ဖောင်း officeate တွေကြောင့်2022မှ2025အတွင်းဝန်ထား16ဦးရုံးမှထွက်ခွာခဲ့ကြောင်းနှင့်ဒေါ်ကြည်ပြဟာဝန်ကြီးချုပ်ကိုပါပုတ်ကိုရေးအကျိုးစီးပွားအတွက်ကျိုးကင်ချဲလည်ခဲ့တယ်လို့စွပ်စွဲထားပါတယ်။မနေ့ကနိုဝင်ဘာ21ရက်နေ့မှာကာယကံရှင် NUG ဝန်ကြီးချုပ်ရုံးအမြင်ရာအတွင်းဝန်ဒေါ်ကြည်ပြဟာ သူ့ရဲ့လူမှုကွန်ရက် Facebook စာမျက်နှာကနေတဆင့်ဒီဆူဆွဲချက်တွေကိုပြန်လည်ရှင်းလင်းတုံ့ပြန်ခဲ့ပါတယ်။ယခုကိစ္စဟာသင်းငယ်ရဲ့ပုံကိုရေးမကျေနပ်ချက်ကိုအရင်ခံပြီးစနစ်တကျစီစဉ်ထားတဲ့ပုံကိုရေးတက်ခင်မှုဖြစ်ကတော်လိုင်းရဲ့အခြေအနေအကဲဆတဲ့ကာလမှာအင်ယူဂျီဝန်ကြီးချုပ်ရောကောစင်တာပြီးရွေးမှားတဲ့ဆူဆဲချက်တွေနဲ့နိုင်ငံရေးတိုက်ခါချတာကိုလက်ခံမှာမဟုတ်ဘူးလို့သူကဆိုပါတယ်။ ဒါအပြင် UNG ကတာဝန်ရှိသူတွေမှအမြန်ဆုံးစုံခုံဖွဲ့စစ်ဆေးမှုပြုလုပ်ပေးဖို့တွန်းဆိုထားပြီးသူ့အနေနဲ့အပြည့်အဝပူပေါင်းပါဝင်သွားမယ်လို့အသိပေးခဲ့ပါတယ်။နေထိုင်ခွင့်အထောက်အထားမပြုလုပ်ပေးတာဝန်ထမ်းရှိဦးကိုအခန်းကျင်းပေးတာငွေစည်းရင်းပျော်ဆုံးတာခွေးတွေအတွက်လဆင်ကုန်ကြဆိတ်မြင်မာတာစားတဲ့တင်ကြားချက်တွေဟာအခြေအလက်လွဲမှားနေတယ်လို့တော်ကြီးပြာကညင်းဆိုထားပါတယ်။အခုဆက်လက်ပြီးပို့ကုန်ရငွေတွေမသွင်းလာကြအောင်စစ်တပ်ကလုပ်ငန်းချင်းအချို့ကိုဖမ်းဆီးတယ် အမေရိကန်ဒေါ်လာသား90ကျော်ရှိတဲ့ပို့ကုန်ရငွေတွေမသွင်းတာကြောင့်ပဲတင်ပို့တဲ့လုပ်ငန်းရှင်အရှုပ်ကိုဖမ်းဆီးထားတယ်လို့စစ်ကော်မရှင်ရဲ့ထိန်းချုပ်သတင်းစာရီမှာဖော်ပြထားပါတယ်။ယနေ့နိုဝင်ဘာ22ရက်ထုတ်စစ်တပ်သတင်းစာမှာဖော်ပြထားတာဖြစ်ပြီးလုပ်ငန်းရှင်၄ရောက်ကိုဖမ်းဆီးထားတယ်လို့ဆိုပါတယ်။ဖမ်းဆီးထားတဲ့လုပ်ငန်းရှင်၄ဦးကတော့မဟာနတီအင်တာနက်ရှင်နယ်ကုမ္ပဏီမှဒါရိုက်တာတွေဖြစ်တဲ့ဒေါ်ခင်ဆန်းတီဒေါ်မြင့်မြင့်လှိုင် AK Shipping and Trading Company Director ဦးဟင်နရီခင်မွန်နဲ့ တော်သားကြီးကွန်မြူနီဒရိုက်တာဥပပိုတန်တို့ကိုဖမ်းဆီးထားတာပါမဟာနတီအင်တာနက်ရှင်နယ်ကွန်မြူနီကပို့ကုန်ရငွေအမေရိကန်ဒေါ်လာတန်40ကျော် AK Shipping and Trading ကွန်မြူနီကဒေါ်လာ2တန်းကျော်နဲ့တော်သားကြီးကွန်မြူနီကဒေါ်လာ6.3တန်းကျော်ပေးသွင်းဖို့ကြံရှိနေတယ်လို့ဆိုပါတယ်တအပြင်မဟာနတီအင်တာနက်ရှင်နယ်ကွန်မြူနီမှ North Trader တွေဖြစ်တဲ့ဦးရဲမင်းလွင်ဒေါ်ကွန်တီနဲ့တော်ဖြူဖြူစင်း Ocean Lion King Company Director ဦးထေးကိုရို့မှထွေပြေးတိမ်းရှော်နေကြပြီးဖန်ဝရန်ထုတ်ကလိတ်လန့်ရှာပွေဖန်းစီးနေတယ်လို့ Sick Commission တက်ကထုတ်ပြန်ပါတယ်။ပို့ကုန်သမားတွေအနေနဲ့အာရှနိုင်ငံတွေကိုကုန်တင်ပို့ပါကရေပွန်30အတွင်းနဲ့အာရှပြင်ပနိုင်ငံတွေကိုတင်ပို့ပါကရေပွန်60အတွင်းပို့ကုန်တင်ပို့သူရဲ့မြန်မာရှိပန်းဝေစင်းကိုဒေါ်လာနဲ့မပြတ်မခွတ်ထည့်သွင်းဖို့စစ်ကော်မရှင်ကသတ်မှတ်ထားတာပါ။ဒါကြောင့်ကျွလွန်ခဲတဲ့ပြစ်မှုတွေအလိုက်ရေးယူသွားမှဖြစ်ပြီး အဲ့ဒီလုပ်ငန်းရှင်တွေအနေနဲ့ပို့ကုန်ရငွေတွေမပေးသွင်းတဲ့အပြင်စည်ရင်းဖျော့ဖြစ်ဆောင်ရွက်ထားတယ်လို့တွေးရှိတာကြောင့်ပိန်စိမ်မှုအပေါ်ငွေကြေးခွာချမှုတိုက်ဖြစ်ရေးဥပဒေအရအရေးယူမယ်လို့စီကော်မရှင်ကဆိုပါတယ်စစ်တအနာသိမ်းပြီးနောက်ပိုင်းစစ်ကော်မရှင်ရဲ့နိုင်ငံခြားငွေလိုအပ်ချက်ကြောင့်2022ခုနှစ်မှာပို့ကုန်ကရရှိတဲ့နိုင်ငံခြားဝင်ငွေရဲ့65ရာခိုင်နှုန်းကိုချက်ငွေနဲ့လဲလှယ်ဖို့တတ်မှတ်ခဲ့ပါတယ် အခုကတော့တက္ကသိုလ်ကျွမ်းသားတွေကိုဂျိုတင်မဲပေးဖို့စစ်တပ်ကဖိအားပေးနေတယ်ဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။တက္ကသိုလ်ကျောင်းသားတွေကိုစစ်ကောင်ရှင်ကသူတို့ချင်းပမဲ့ရွေးကောက်ပွဲမှာချိုတင်မဲထက်ဖို့ဖိအားပေးနေတယ်လို့ကျောင်းသူကျောင်းသားတွေစီက VMB ကသိရပါတယ်။တခြားနယ်ကကျောင်းသားကျောင်းသူတွေကျောင်းတက်ပါကမဲပေးကျောင်းထောက်ခါစာပြပေးရမယ်လို့ကျောင်းသားရေးရာကဖုံးစစ်ကျောင်းရန်ကုန်ပညာရေးတက္ကသိုလ်ကကျောင်းသားတို့ကက VMB ကိုစာနဲ့ပြောပါတယ်။ စစ်ကော်မရှင်ကရွေးကောက်ပွဲအပိုင်းတစ်ကိုဒီဇင်ဘာ28ရက်နေ့မှာမြို့နယ်တရားနှမြို့နယ်မှာကျင်းပတော့မှဖြစ်ကအပိုင်းနှစ်ကိုတော့2026ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာမြို့နယ်တရားမှာကျင်းပတော့မှဖြစ်ပြီးဒါတရားအပိုင်းကိုတော့ကြံတဲ့မြို့နယ်28မြို့နယ်မှာကျင်းပတော့မှဖြစ်ပါတယ်ပြည့်ခဲ့တဲ့နိုဝင်ဘာ20ရက်ကစစ်တပ်ထိန်းချုပ်တဲ့သတင်းစာရီမှာတော့တက္ကသိုလ်ဒီဂရီကောလိပ်တွေကကျွန်သားကျွန်သူတွေဟာမဲဆင်းပါရှိတဲ့မဲဆန္ဒနယ်မြေပြင်ပမှာကျွန်သွားတက်ရပါက တက္ကသိုလ်ကျောင်းသားတွေအနေနဲ့ဒီဇင်ဘာ18ရက်ကနေ21ရက်နေ့အတွင်းသစ်ဆင်ရာရောက်ွင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့အခွဲတွေမှာကျောင်းသားကပ်တွေနဲ့အတူဂျိုတင်မဲပေးဖို့ရွေးကော်ပွဲကော်မရှင်ကဖော်ပြထားပါတယ်။ဒါကြောင့်ကျောင်းဖွင့်ချိန်မှာနေဝေးမှကျောင်းသားကျောင်းသူတွေအနေနဲ့မိမိသစ်ဆင်ရာမြို့နယ်တွေမှာဂျိုတင်မဲထည့်တဲ့အထောက်အထားပြဖို့လိုအပ်ပြီးအဲ့ဒီထောက်ထားတွေရှိမှသာဇွန်တက်လို့ရမှာဖြစ်ကြောင်းကျောင်းသားကြီးရမှဖုံးစစ်တယ်လို့ VNP ရဲ့သတင်းရင်းမြစ်ကပြောပါတယ်။ စစ်ကောင်ရှင်ကရွေးကောက်ပွဲကိုအပိန်သုံးပိန်ခွဲကချင်းပမာလို့ကြီးညာထားပြီးလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာရွေးကောက်ပွဲအပိန်တစ်အဖြစ်မြို့နယ်တရားနှစ်မြို့နယ်အပိန်နှစ်ကို2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာမြို့နယ်တရားမှာကျင်းပမယ်လို့ထုတ်ပြန်ထားတာပါနောက်ဆုံးပြည်ရင်းသတင်းတပုတ်အနေနဲ့ကပြားဆရာကြီးကိုလီအင်းဝကုံကြီးကွယ်လွန်တဲ့ဆိုတဲ့သတင်းကိုပြောပြပေးပါမယ် မြမစာပြီးလောကမှာထင်ရှားတဲ့ကပြဆရာကြီးဥကိုလင်းအင်းဝကုံကြီးဟာလူကြီးယောဂာနဲ့ယနေ့နိုဝင်ဘာ22ရက်မှာကွယ်လွန်သွားခဲ့ပါတယ်။သူဟာကွယ်လွန်ချိန်မှာအသက်62နှစ်ရှိပြီဖြစ်ပြီးဇာဝနာကိုလာမဲ့နိုဝင်ဘာ23ရက်နေ့လယ်တနာရီတတားဦးတုတ်တံမှာမိတ္တကျုံမယ်လို့စာပေအသိဝင်းစီကသိရပါတယ်။ဒါအပြင် အမျိုးသားစာပေတသက်တာဆုရှင်ရရှိထားသူတဦးလည်းဖြစ်ကား 1936ခုနှစ်ဩဂုတ်လ17ရက်နေ့မှာအင်းဝမြို့ဆေးချူဗဘဲနားရပ်ကွက်မှာမွေးဖွားခဲ့သူတဦးပါမြန်မာကပြားလောကမှာအထင်ရှားကျော်ကြားတဲ့ကပြားဆရာကြီးတယောက်ဖြစ်ပြီး1965ခုနှစ်ကလမ်းတိတ်ကပြားဘွန်းချုပ်ဆောင်နှင့်အမျိုးသားစာပေစု ပထမဆုရရှိခဲ့ကနဒီငါးသွယ်နှင့်မွန်းတဲ့အမိကပြားဆောင်တွေဟာသူ့ရဲ့ထင်ရှားကျော်ကြားခဲ့တဲ့ကပြားဆောင်လဲဖြစ်ပါတယ် ဒါအပြင်2014ခုနှစ်အတွင်းအမျိုးသားစာပေတသက်တာစုကိုလည်းရရှိခဲ့သလို ကပြားဆိုတာအတိပဲဆိုတဲ့ခံယူခြင်းနဲ့ကပြားတွေကိုရေးသားခဲ့ပြီးကပြားဆရာတင်မူဆရာမွန်စွာကြီးဆရာဇီအွန်တို့နှစ်အတူကပြားတတ်မှုကြီးလေးဦးအဖြစ်တင်စားခေါ်ဝေါ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။အခုနားဆင်ခဲ့ရတာကတော့နောက်ဆုံးရပြည်တွင်သတင်းတွေပဲဖြစ်ပါတယ်ရှင်။အခုဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကို VNB ဝင်းတော်သားကိုဖုံးမွန်ကဆက်လက်တင်ဆက်ပေးပါမယ်။ နိုင်ငံရေးလောကမှာအခုရက်ပိုင်းလူပြောများဆုံးနဲ့အမေးများဆုံးကတော့နယူးယောက်မြို့တော်ဝင်ဇိုဟာရမန်ဒါနီနဲ့တမရဒေါ်နယ်ထရန့်တို့ရဲ့တွေ့ဆုံမှုပဲဖြစ်ပါတယ်။ဒီတွေ့ဆုံမှုမှာထူးခြားတဲ့ပြောဆိုမှုကတော့အရင်ကမန်ဒါနီကိုကွန်မြူနစ်လို့ခေါ်ခဲ့တဲ့ထရန့်ကိုပဲမန်ဒါနီကဖက်ဆစ်လို့အတည်ပြုလိုက်တာပါ။တရင်တော့ကမြို့တော်ဝင်ကိုတိုက်ရိုက်မေးလိုက်ပါတယ်။တမရထရန့်ကဖက်ဆစ်တူဖြစ်တယ်လို့ခမည်းတော်အတည်ပြုတာလားဆိုတော့မြို့တော်ဝင်ကဖြေဖို့ပြင်နေတော့ပြောလိုက်ပါဒီလိုပြောတာပိုလွယ်တယ်လို့ တွန်းအားပေးလိုက်တဲ့အခါမန်ဒန်နီက ပြုံးပြီးဟုတ်ပါတယ်လို့ပြန်ဖြေလိုက်ပါတယ်။သူတို့နှစ်ဦးရဲ့အရင်ကဆက်ဆံရေးကတော့ပြင်းထန်တဲ့ရန်သူတွေလိုပါပဲ။မန်ဒန်နီကသူ့ကိုယ်သူထရက်ရဲ့အဆိုးဆုံးအိမ်မဆိုးလို့တော့တုံတုံခဲ့ပူပါတယ်။ဒါပေမဲ့တွေ့ဆုံပြီးတဲ့နောက်မှာတော့ထရက်ရဲ့အမြင်ဟာလုံးဝပြောင်းလဲသွားခဲ့ပါတယ်။ထရက်ကမန်ဒန်နီကိုအယက်စင်ချင်တုံတရားရှိတဲ့သူလို့ချီးကျူးခဲ့ပြီးနယူးယောက်မြို့တော်ကိုကြီးကျယ်ခမ်းနားလာအောင်ပြုလုပ်ပေးနိုင်တဲ့လူတို့တောင်ချီးကျူးသွားခဲ့ပါတယ်။ မြို့တော်ဝင်မန္တာနီကလည်းသူ့အနေနဲ့ Trump နဲ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုဖွင့်ဟပြောကြားခဲ့ပါတယ်။အဓိကကတော့နယူးယောက်မြို့ရဲ့ဇင်းနုံတက်တာရေးကိစ္စတွေရဲ့အများပြည်သူစိတ်ဝင်စားတဲ့အစ္စရေးရဲ့လူမျိုးတုံးတက်ဖြတ်မှုအတွက် American ကရန်ပုံငွေထောက်ပံ့တဲ့ကိစ္စတွေပါပဲ။ Trump ကလည်းနယူးယောက်မြို့ကိုခိုင်မာပြီးဘေးကင်းအောင်တည်ဆောက်ဖို့အတွက်မြို့တော်ဝင်ကိုအစွမ်းကုန်ကူညီပေးသွားမယ်လို့ကတိပေးခဲ့ပါတယ်။ ဒီလိုမျိုးရံပတ်ဟောင်းတွေပူပေါင်းဆောင်ရွက်ဖို့သဘောတူညီမှုရသွားတာဟာနိုင်ငံရေးသမိုင်းမှာအမှတ်တမ်းတင်ရမယ့်အဖြစ်အပျက်တစ်ခုလို့သုံးသပ်ကြပါရစေ။တမ်ပရာထရန်နဲ့မြို့တော်ဝယ်မန္တာနီတို့တွဲဆုံဆွေးနွေးမှုအပြီးသတင်းမီဒီယာတွေနဲ့တွဲဆုံမှုကို VIP မှမြန်မာဘာသာပြန်ဖြင့်တင်ဆက်ပေးလိုက်ပါရစေ။ Well thank you very much. We've uh, just had a great meeting, a really good very productive meeting. We have one thing in common. We want this uh, city of ours that we love to do very well. and I wanted to uh, congratulate the mayor. He really ran an incredible race against you know a lot of smart people, starting with the early primaries against some very tough people, very smart people, and he beat them, and he beat him easily. And I congratulated him, and we talked about some things in uh, very strong common, like housing and getting housing built and. Uh, food and prices and the price of oil is coming way down. That anything I do is going to be good for New York. If I can get prices down, it's good for New York, and we've got them down way down from from last year. We have, uh, as you know, I've been saying to a lot of people, Walmart. Said that Thanksgiving this year is exactly 25% less than last year. So that's good for New York, good for everybody. But I just want to congratulate. I think you're going to have hopefully a really great mayor. The better he does, the happier I am, I will say. There's no, uh, difference in party. There's no difference in anything. And we're going to be helping him uh, to make everybody's dream come true, having a strong and very safe New York. And congratulations, Mr. Mayor. Thank you, Mr. President. Thank you. I appreciate it. Please. I appreciated the, the meeting with the president. And as he said, it was a productive meeting focused on a place of shared admiration and love, which is New York City, and the need to deliver affordability to New Yorkers, the 8.5 million people who call our city their home, who are struggling to afford life in the most expensive city in the United States of America. We spoke about rent, we spoke about groceries, we spoke about utilities, we spoke about the different ways in which people are being pushed out. And I appreciated the time with the president, I appreciated the conversation. I look forward to working together to deliver that affordability for New Yorkers. Thank you very much. Any questions, please? Mr. President Trump, President Stephen Nelson from the New York Post. I've got a question for you and then also one for mayor sure. elect. Uh, for you, uh, you've referred to Mr. Mamdani as a communist. Could you describe why you feel that way? And also, will you do anything to stop him from arresting Prime Minister Netanyahu if he visits New York? Well, we didn't discuss your second part of the question. And on your first part, I mean, he's got views that are a little out there, but who knows? I mean, we're going to see what works, or he's going to change also. We all change. I changed a lot. changed a lot from when I first came to office, it's now quite a while ago. It's quite a while. My first term was great. We had a, the greatest economy in the history of our country. We're doing even better now. We're doing much better now than we did even the first term. And I can tell you, some of my views have changed. And uh, we we had discussions on some things. I'm not going to discuss what they were, but uh, that I feel very confident that he can do a very good job. I think. I think he's going to be, I think he is going to surprise some conservative people, actually and some very liberal people, he won't surprise them because they already like him. And uh, Mr. Montani, uh, it sounds like you had a productive discussion, uh, but just days ago you referred to President Trump as a despot who had betrayed the country. You said uh, you'd be his worst nightmare and accused him of having a fascist agenda. Um, are you planning to retract any of these remarks in order to uh, improve your relationship? I think both President Trump and I we are very clear about our positions and our views. And what I really appreciate about the president is that the meeting that we had focused not on places of disagreement, which there are, many and also focused on the shared purpose that we have in serving New Yorkers. And frankly, that is something that could transform the lives of the eight and a half million people who are currently struggling under a cost of living crisis with one in four living in poverty. And the meeting came back again and again to what it could look like to lift those New Yorkers out of struggle and start to deliver them a city that they could do more than just struggle to afford it, but actually start to live in it. And I've been called much worse than a despot, so it's not, it's not that insulting maybe he, I think he'll change his mind after we get to working together. Yes, please. We, 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 desperately want it, and, and that's something that I shared with the president. That when I spoke to New Yorkers who had voted for the president last November on Hillside Avenue and Fordham Road, I asked them why. I heard again and again two major reasons. One was that they wanted an end to forever wars. They wanted an end to the taxpayer dollars we had funding violations of human rights, and they wanted to address the cost of living crisis. And I appreciated the chance to discuss both of those things. You said a lot of my voters actually voted for him, and I'm, I'm And I'm okay with that. that well. I'll do that. I'll that's sign 7? it. I, yeah. give it to me. I'll sign it, it in 7? a minute. That's, that's pretty good. Mr. President, President, Mr.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  President, President, you've threatened to send federal troops to New York City. Uh, you both have differences when it comes to ICE agents uh, in New York City. Uh, Mr. Mondani, you've called ICE a rogue government entity. I wonder how you reconcile your differences on both of those issues. Well, I think we're going to work them out. And I think that uh, if we have known murderers and known drug dealers and some very bad people, you know, we want to get them out. And the mayor wants to have peace. Uh, we discussed this at great length, actually, maybe more than anything else. Uh, he wants to have a safe New York. Ultimately, a safe New York is going to be a great New York. If it's not safe, no matter how well we do with pricing and with uh, anything else, we can talk about anything you want. If you don't have safe streets, it's not going to be a success. So we're going to work together. We're going to make sure that if there's, there are horrible people there, we want to get them out. I think he wants to get them out maybe more than I do. So we'll work together. We discussed it at great length. Yes, please. Uh -huh. I want to ask the mayor elect about a House resolution it just passed overwhelmingly to condemn socialism, including with 86 Democrats, uh, all of House Dem leadership, and the minority leader, Hakeem Jeffries, despite his endorsement of you. What's your reaction to that? I have to be honest with you. I focused very little on resolutions. Frankly, I've been focusing. You socialism. I, I, understand. I think the focus is on the work at hand. I can tell you, I am someone who is a democratic socialist. I've been very open about that, and I know there might be differences about ideology, but the place of agreement is the work that needs to be done to make New York City affordable. That's what I look forward to. And I want to clarify your answer to Stephen Nelson. He asked about your comment calling the president a fascist, um, and your answer was both President Trump and I have been clear about our positions and our views. Mm -hmm. Are you affirming that you think President Trump is a fascist? I've spoken about. That's uh, okay. You can just say okay. yes. Okay. Right. <laughs> okay. <laughs> it's easier. It's, yes, it's easier than explaining it. I don't mind. VMBTV စီစဉ်ကိုဒီမှာပဲရနာခွင့်ပြုပါရှင်။နောက်ရက်တွင်မှပြန်လည်ဆုံတွေ့ကြပါမယ်။အားပေးခဲ့ကြတဲ့ပရိသတ်တော်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးပဲပေးရန်ကင်းကွာပြီးချွင်လန်းချမ်းမြေ့ကြပါစေ။ <laughs>